အားလုံးမင်္ဂလာပါမလန်းလိုင်း entertainment မှာပြန်လည်အကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကလန်းလိုင်း entertainment ကနေ season အလန့်အသစ်တွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လေးတွေနဲ့အားပေးကြဖို့မေတ္တာရခံကြပါလေအားလုံးကိုကျေးဇူးတင်ပါတယ်ပြန်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခုချိန်မှာတော့ကျွန်တော်တို့အစင်းနဲ့ဖြတ်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်ဗျမြန်မာနိုင်ငံကို ILO article တာတိတရှိဖြင့်အရေးယူရာဆုံးဖြတ်မှုကြောင့်တရားမှုမရှိဆိုသောစစ်ကောင်စီ ထုတ်ပြန်ချက်ပေါ်မယုံကြည်ဟုစံဖွင့်ဘူအလုံးမှုဆောင်မောင်မြင့်ကထုတ်ပြောလိုက်ပါတယ်မြန်မာနိုင်ငံကို ILO article တာတိတရှိဖြင့်အရေးယူမည့်ကိစ္စသည်တစုံတရာတရားမှုမရှိနိုင်ဆိုသောစစ်ကောင်စီထုတ်ပြန်ချက်ပေါ်မယုံကြည်ကြောင်းစံဖွင့်ဘူအလုံးမှုဆောင်မောင်မြင့်မင်းကင်းမဲဆန္ဒနယ်ကစစ်တပ် lobby telegram channel မှာတစဉ်ဝေဖန်ပြောဆိုလိုက်ပါတယ်ဂျွန်လ9ရက်နေ့ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့တွင်ပြုလုပ်ခဲ့သော တရားရဲ့73ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာအလို့သမားညီလာခံ ILC တွင်အလို့သမားခွင့်ရေးနဲ့လူအခွင့်အရေးချိုးဖောက်နေသောမြန်မာစစ်ကောင်စီကို ILO Article 33အရပြင်းထန်သောဒဏ်ခပိတ်ဆို့အရေးယူရန်ဆုံးဖြတ်ခဲ့ပြီးမြန်ဆုံးဖြတ်ချက်ပေါ်မြန်မာနိုင်ငံအနေဖြင့်တရားမှုမရှိနိုင်ကြောင်းစစ်ကောင်စီအလို့သမားဝန်ကြီးဌာနကဂျွန်လ6ရက်နေ့တွင်ကြေညာချက်ထုတ်ပြန်၍တုံ့ပြန်ခဲ့ပါသည် ILO Article 33အနေဖြင့်အရေးယူမှုသည်မြန်မာနိုင်ငံပေါ်တည်ရောက်မှုမရှိနိုင်ဆိုသောစစ်ကောင်စီထုတ်ပြန်ချက်ကိုမယုံကြည်ကြောင်း ILO အရေးယူမှုကြောင့်တရားမှုများသည်အနည်းနဲ့အများအနှင်းနဲ့အမြန်ရောက်ရှိလာမည်ဖြစ်ကြောင်း ILO Article 33ဖြင့်အရေးယူမှုသည်ကလေးကစားတာမဟုတ်ကြောင်းကျန်းဖွတ်ပါတီဘိုးအလုပ်မှုဆောင်မောင်မြင့်ကပြောဆိုလိုက်ပါတယ်ကျွန်တော်ကစစ်ကောင်စီတရားမှုမရှိဆိုတော့ထုတ်ပြန်ချက်အဲ့ဒီလိုမယုံကြည်ဘူးဘာကြောင့်လဲဆိုတော့နိုင်ငံတကာရန်ရတွေဆိုတာကနိုင်ငံတနိုင်ငံကိုဖိအားပေးတော့မယ်ဆိုရင်မျက်စိတွေပိတ်တယ်နားတွေပိတ်တယ်ခြေတွေလက်တွေကိုကျိုးနဲ့တုပ်တယ်တုပ်ပြီးတော့အပိုင်လုပ်ပြီးဆိုတော့မှအဲ့ဒီနိုင်ငံကိုပြုတ်ကွဲအောင်လုပ်တာ အခုလည်းကျွန်တော်တို့စပြီးတော့မှမျက်စိပိတ်နားပိတ်ကြိုးတုပ်စလုပ်နေပြီကျွန်တော်တို့အပေါ်မှာတယောက်မှုကရှိပါတယ်အနည်းနဲ့အများလာမယ်အနည်းနဲ့အများလာမယ်ပွင့်ပွလင်းလင်းပြောရမယ်ဆိုရင်တော့ IRC ရဲ့စီးဝေးကနေအခုလို Article 33အရအရေးကြီးပြောတာကတော့အသေးချာတယ်ကလေးကစားတာမဟုတ်ဘူးတန့်ဖို့ဘူးအလုပ်မှုဆောင်မင်းကဲမောင်မြင့်ကထုတ်ဖော်ပြောဆိုပါတယ် ILO ကမြန်မာနိုင်ငံကို1996ခုနှစ်နဲ့2000ခုနှစ်မြောက်က Article 33ဖြင့်အရေးယူခဲ့ပြီး ။ယင်းအချိန်ကဥရောပသမဂ္ဂကမြန်မာနိုင်ငံပေါ်ပေးရထားသော GSP Generalized Scheme of Preference ကိုဒွေးဆိုင်ရာအခွန်တက်တာခွင့်အထူးခွင့်ရေးရုပ်သိမ်းလိုက်တဲ့ဖြင့်အထည်ချုပ်အပါအဝင်ကုန်ကြမ်းယူကုန်ချောပေးလက်ခစားလုပ်ငန်း Cutting, Making, Packaging CMP လုပ်ငန်းများရပ်ဆိုင်ကအလုပ်သမားတသိန်းနီးပါအလုပ်လက်မဲ့ဖြစ်ခဲ့ရကြောင်း၎င်းကပြောပါတယ်။အဲဒီအလုပ်ကပထမအချိန်အရေးယူခဲ့စဉ်ကပြည်တွင်းတွင်ငွေကြေးဖောင်းပွမှုနှုန်းနည်းပြီးတည်ငြိမ်သောအခြေအနေတည်းဖြစ်ခဲ့ကြောင်း လက်ရှိအာရုံတို့ကအရေးယူသည့်ဒုတိယအကြိမ်တွင်ငွေကြေးဖောင်းပွားမှုလုံးမြင့်မားပြီးကုန်ကျစရိတ်များအလွန်မြင့်မားနေသည့်ကာလဖြစ်ကြောင်းထို့ကြောင့်တရက်မှုများတင်ကြပေါက်ရှိလာမည်ဖြစ်ကြောင်းလက်ရှိစစ်တပ်အနေဖြင့် ILO ၏စုံစမ်းရေးကော်မရှင်ကိုလက်ခံပူးပေါင်းဆောင်ရွက်ခဲ့သည့်ဟု၎င်းကဆက်လက်ပြောဆိုပါရယ်ကျွန်တော်တို့ပြီးခဲ့တဲ့ 1999ခုနှစ်2000ခုနှစ်တုန်းကဖြစ်ခဲ့တဲ့ဖြစ်စဉ်တွေကလည်း Commission of Inquiry မြန်မာနိုင်ငံကိုလာမယ်ဆိုတာကိုငါတို့ပြည်တွင်းရေးကိုဝင်ရောက်မဆုတ်ဖက်နဲ့ဆိုတဲ့အနေနဲ့လက်မခံမဲ့ငင်းပယ်လိုက်တာအခုတက္ကရာ2021 2020မှာဖြစ်ခဲ့တဲ့ကိစ္စမှာလည်း Commission of Inquiry ဖွဲ့တယ်ဖိလစ်ပင်းကဥက္ကဋ္ဌလိုပြီးဖွဲ့တယ်လက်မခံဘူးဆိုပြီးငင်းပယ်လိုက်တယ်ငင်းပယ်လိုက်တော့အခု resolution တွေချမှတ်တယ်ကျွန်တော်တို့ကဘာပဲပြောပြောမတက်အတူနေပေါ့ ကော်မရှင်အော့ဖ်အင်ကွရီကိုလက်ခံလိုက်တာနဲ့ကိုယ်နိုင်ငံချုပ်ချာအာဏာကိုထိခိုက်သွားတယ်လို့တော့မယုံကြည်ဘူးသူတို့ကိုထိုက်တဲ့နဲ့လက်ခံမှုနဲ့ထိုက်တဲ့နဲ့ရှင်းပြမှုတွေလုပ်ခဲ့တဲ့နဲ့လို့ကျွန်တော်ကဒီလိုနားလဲလေအခုဆိုလို့ရှိရင်လက်ခံတာက ILO ကိုရှင်းပြဖို့ခွင့်ရအားနဲ့တဲ့ဟုမင်းကင်းမောင်မြင့်ကပြောဆိုပါတယ်မြန်မာနိုင်ငံလုံးဆိုင်ရာလူ့သမားများသမဂ္ဂအဖွဲ့ချုပ် CTUM ဥက္ကဋ္ဌဦးမောင်ပေါင်းကမူစစ်ကောင်စီထံသို့နိုင်ငံချမ်းဝေစီစဉ်မှုနဲ့လင်းစီရယူနေသည့်ကိစ္စများကို ILO Article 33ဖြင့်ဖျက်တောက်အရေးယူနိုင်ရေးကြိုးပမ်းမည်ဖြစ်ကြောင်းထုတ်ဖော်ပြောဆိုထားပါတယ် ဒေါင်ဒဂုံတရားရုံး၌တက်ဆွဲထားသောစစ်တပ်ကိုဘုံးပစ်လောင်ချာဖြင့်ပစ်ခတ်တိုက်ခိုက်ကြောင်းသိရပါသည်။ရန်ကုန်တိုင်းဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တရားရုံး၌တက်ဆွဲထားသောစစ်တပ်ကို M79 ဘုံးပစ်လောင်ချာဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာထိရောက်စွာကြားရောက်ပောက်ကွဲမှုရှိခဲ့ကြောင်းရန်ကုန် Army 1A တပ်ဖွဲ့မှတာဝန်ရှိသူကပြောပါသည်။ ဇွန်လ9ရက်နေ့ည10:35မိနစ်ကရန်ကုန်မြို့တောင်တကုံမြို့နယ်ရှိအကျန်းဘတ်စစ်တပ်လက်အောက်ခါမြို့နယ်တရားရုံး၌တပ်ဆွဲကလုံခြုံရေးယူပေးနေသောစစ်ကောင်စီတပ်သားများကို M79 ဘုံးပစ်လောင်ကြားဖြင့်40မမဘုံးနှလုံးပစ်ခတ်တက်ခိုက်ခဲ့ရာပစ်မှတ်ကိုထိရောက်စွာကျရောက်ပတ်ဝဲခဲ့ကြောင်းသိရပါသည်။ပစ်မှတ်ကိုတဲ့တဲ့ကြတဲ့ထိရောက်မှုရှိခဲ့ပါသည်။နောက်ဆက်တွဲထိခိုက်သေးဆုံးပျက်စီးမှုကတော့စုံစမ်းနေတော့မှရဲဘော်တွေအားလုံးဘေးကင်းပါတယ်ဟု 1A တပ်ဖွဲ့မှတာဝန်ရှိသူကပြောပါသည်။ အဆိုပါတိုက်ခိုက်မှုကိုရန်ကုန် Army 1A နဲ့အနောက်ပိုင်း KI ပကဖားတို့ပူးပေါင်းကာတိုက်ခဲ့ခြင်းဖြစ်ပြီးအကြမ်းဖက်စစ်ကောင်စီနဲ့ပတ်သက်သောပြစ်မှတ်များကိုဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းအသိပေးထားပါသည်။တောင်တကုံမြို့နယ်မှာပြည်သူတို့ချို့ကိုဆက်သွယ်မင်းမြန်းရာပြစ်ခတ်တိုက်ခတ်မှုနဲ့ပတ်သက်ရင်မှတ်ချက်မပေးလို့ပဲတောင်တကုံတွင်ည၈နာရီကျော်ပါကလမ်းပေါ်လူသူမရှိတော့ပဲအများစုသောပြည်သူများမှာအပြစ်မထွက်ကြတော့ကြောင်းပြောဆိုကြပါတယ်။နောင်ချိုကန်ကြီးရွာရောက်စစ်ကောင်စီတပ်ကို TNLA နဲ့ပူးပေါင်းတပ်များတိုက်ခိုက်မှုကြောင့်နောက်ပြန်ဆုတ်သွားကြောင်းသိရပါတယ်။ ရန်ပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့အနီးကကန်ကြီးတေးရွာကိုရောက်လာတဲ့စစ်ကောင်စီတပ်ဟာတောင်းတမော် DNLA ပူးပေါင်းတပ်တွေရဲ့တိုက်ခိုက်မှုကြောင့်ပြန်လည်ဆုတ်ခွာသွားရတယ်လို့နောင်ချိုမြို့ခံတွေကပြောပါရယ်။ကန်ကြီးရွာကနေတုံးပိုင်နီပါဝေးတဲ့ရွှေမှုတော်ကျေးရွာကိုတက်ပြန်ဆုတ်သွားတယ်လို့ဆိုပါရယ်။ကန်ကြီးရွာနဲ့ရွှေမှုတော်ကျေးရွာတွေဟာနောင်ချိုကနေတောင်ခမ်းမြောက်သွားတဲ့လမ်းပိုင်းပေါ်မှာတည်ရှိတာဖြစ်ပါရယ်။မနေ့ညပိုင်းကဆုတ်သွားတာလို့ DNLA ဘက်ကကြားရတယ်။ဒီဘက်ကပြန်တွေ့တာလို့ပဲသိရတယ်လို့နောင်ချိုဒေသခံတူကပြောပါရယ်။ အခြားနောင်ဂျူရီတာခန်တူကလည်းကြောင်မဲဘက်ကိုဆစ်ဆောင်သွားတဲ့အမပို့လာတာကကန်ကြီးကလည်းဆုတ်သွားပြီတယ်လို့ပြောပါတယ်စစ်ကောင်စီတပ်တွေဟာဂျွန်းလ9ရက်နေ့မှာကန်ကြီးရွာကိုတိမ်ပိုက်ခဲ့ပြီးညပိုင်းမှာတပ်ပြန်ဆုတ်သွားတဲ့အခြေအနေဖြစ်ပါတယ်အဲ့ဒီအခြေအနေနဲ့ပတ်သက်လို့တင်းအလီစီဆက်သွယ်မေးမြန်းနေစေဖြစ်ပါတယ်မြို့နယ်တစ်ဖြစ်ဖြစ်နီးကလာရာရဲ့စစ်တပ်ကကန်ကြီးရွာနားကနေလက်လက်ကြီးတွေနဲ့လှမ်းပစ်နေတာကြောင့်နောင်ဂျူမြို့ခံတွေဟာဂျွန်းလ3ကစပြီးမိဆက်ရမြို့ရွာတွေရှိကိုထွက်ပြေးတင်းရှောင်ခဲ့ရပါတယ် ဒွန်လ6ရက်ညမှာစစ်ကောင်စီတပ်ကကန်ကြီးရွာနာကနေလက်နက်ကြီးတွေနဲ့နောင်ချိုမြို့ပေါ်ကိုလှမ်းပစ်ရာဆယ်လုံးကြားရပောက်ခွဲခဲ့တယ်လို့နောင်ချိုဒေသခံတွေကပြောပါတယ်။ဒွန်လ4ရက်မှာလည်းဇေယောကောကိုလက်နက်ကြီးနဲ့လှမ်းပစ်လို့အမျိုးသမီး2ဦးအပါအဝင်ပြည်သူ၄ဦးဘုံဆထိမှန်တမ်းရရရှိခဲ့ပြီးနေအိမ်နှလုံးနဲ့ဖုန်းကြီးကြောင်းတစ်လုံးပျက်စီးခဲ့ပါသေးတယ်။ဒါအပြင်ဒွန်လ9ရက်ညပိုင်းမှာလည်းနောင်ချိုမြို့ပေါ်ကိုလက်နက်ကြီးနှလုံးပြုတ်ခတ်ခဲ့သေးတယ်လို့နောင်ချိုမြို့ခံကပြောပါတယ်။ ပစံနဲ့စကုံဆစ်စင်ရဲ့အပိုင်းနဲ့စတင်ခဲ့တဲ့2024ဂျွန်လ25ရက်နေ့မှာပဲတောင်းတက်မတော် TNL နဲ့ PDF ပူပေါင်းတက်တွေကနောင်ချိုမြို့ကိုစတင်သိမ်းပိုက်ခဲ့ပါတယ်။အခု2024ကုံအပိုင်းနဲ့စတင်ခဲ့တဲ့နှစ်ပတ်လည်လပိုင်းမှာပဲနောင်ချိုမြို့နာကန်ကြီးရွာအထိစစ်ကောင်စီတက်တွေရောက်လာခဲ့တာပါ။နောင်ချိုမြို့ကို TNL ပူပေါင်းတက်တွေကစစ်စင်ရေးစတင်တဲ့နေ့မှာပဲအလွယ်တကူသိမ်းပိုင်နိုင်ခဲ့ပြီးမြို့ရဲ့တောင်ဘက်ကအမြောက်တပ်ရင်းတွေရှိနေတဲ့တောင်ခမ်းရွာကိုတနစ်ကြာထိုးစစ်ဆင်တိုက်ခဲ့ပြီးမြို့အပိသက်မသိမ်းပိုင်နိုင်သေးပါဘူး။ ။နောင်ကျုံမြို့တောင်မဲ့ဒုက္ခဝရီမြကူးတရာအနောက်ဘက်မှာရှိတဲ့တောင်ခမ်းကျေးရွာမှာအမြောက်စခန်းကွက်ကဲမှုဌာနချုပ်မဆာခ902နဲ့အတူသူ့ရဲ့လက်အောက်ခံအမြောက်တပ်ရင်း3ရင်းဖြစ်တဲ့အာမတ3 9လေးအာမတ236နဲ့အာမတ436တပ်ရင်းတို့ရှိပါတယ်။တောင်ခမ်းဒေသကအမြောက်တပ်တွေရှိတဲ့နေရာမှာတနစ်နီးပါးတိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။အဲဒီတိုက်ပွဲတွေတွင်မှာနှစ်ဖက်တပ်တွေထိခိုက်မှုတွေများခဲ့ပါတယ်။စစ်ကောင်စီတပ်က2024နှစ်ကုန်ပိုင်းလောက်ကစပြီးအင်အားအလုံးရင်တိုးတပ်တွေချိန်ပြီးထိုးစစ်ဆင်မှုတွေစတင်လုပ်လာပါတယ်။ ပြီးခဲ့တဲ့မတ်လအတွင်းမှာစစ်ကောင်စီတပ်ဟာတောင်ခမ်းမြောင်နာကမဲပုံရွာကိုစတင်သိမ်းပိုက်ခဲ့ပါတယ်။အဲဒီကနေတဖြည်းဖြည်းနောင်လင်ရွာကိုထပ်မံသိမ်းပိုက်ပြီးနောက်နောင်ချုံမြုံနာကကံကြီးရွာအထိရောက်လာပါတယ်။စစ်ကောင်စီဟာနောင်ချုံမြို့ကိုလမ်းကြောင်းတစ်ခုကနေစစ်ကြောင်းထိုးနေပါတယ်။တောင်ခမ်းမျက်စောက်လမ်းပိုင်းကနေစစ်ကြောင်းထိုးအင်အားပို့နေတယ်လို့နောင်ချုံပြူးလွန်လမ်းပိုင်းကနေစစ်ကြောင်းထိုးနေပါတယ်။တောင်ခမ်းကစစ်ကြောင်းဟာနောင်ချုံမြို့အနီးကိုရောက်လာခဲ့ပြီးမြဲပြူးလွန်လမ်းပိုင်းအထိစစ်ကြောင်းကတော့အရင်တိုင်းပဲရှိနေပြီးတိတိတတ်တတ်ရှေ့တိုးမလာနိုင်သေးပါဘူး။ ်မြို့နယ်မြို့နယ်အဆက်နောင်ကျုံမြို့နယ်အုံမသိနဲ့ကံကောရွာနားမှာပဲရှိနေပါသေးတယ်။အဲ့ဒီကျေးရွာတွေအနီးမှာလည်းတိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။မြို့နယ်မြို့နယ်ဝုံဝန်ကျေးရွာမှာအထမ်းချတဆွဲထားတဲ့စစ်ကောင်စီတပ်တွေကတော့တောင်းတက်မရော TNL နဲ့ပူပေါင်းတပ်တွေတိမ့်မိုက်ထားတဲ့နောင်ကျုံမြို့နယ်အတွင်းကို2024အောက်တိုဘာ22ရက်နေ့ကစတင်စစ်ကြောင်းထိုးဝင်ရောက်ဖို့စူးစမ်းနေတာပါ။အဲ့ဒီနောက် TNL ဥဆောင်တဲ့တော်လှန်ရေးတပ်တွေရှိနေတဲ့ကံကောရွာကိုရောက်ရှိလာပြီးတိုက်ပွဲတွေစတင်ဖြစ်နေပါတယ်။နောက်ဘက်အကျိုးရှိမဲ့ဆက်ဆံရေးပေါ်ဆောင်နိုင်ဖို့တရုတ်နဲ့အနီးကပူးပေါင်းမယ်လို့စစ်ကောင်းဆောင်ကပြောပါတယ်။ မြန်မာတရုတ်နိုင်ငံကြားနောင်လာမဲ့ဆယ်ကုစုနှစ်တွေအထိအပြန်အလှန်အကျိုးရှိမဲ့မိဖက်ဆက်ဆံရေးပေါ်ဆောင်နိုင်ဖို့တရုတ်နဲ့အနီးကပူးပေါင်းဆောင်ရွက်သွားမယ်လို့အာနာသိမြန်မာစုကောင်းဆောင်ကတရုတ်သမ္မတထံတဝန်လွှာပေးပို့လိုက်ပါတယ်။ဂျွန်နာရှီယန်နေမှာကြောက်တယ်မြန်မာတရုတ်နိုင်ငံတန်တမာဆစ်ဆန်ရေး85နှစ်မြောက်အတွက်ပေးပို့တဲ့သဝန်လွှာမှာတရုတ်နဲ့အနီးကပူးပေါင်းဆောင်ရွက်လိုတာကိုစစ်ကောင်စီခေါင်းဆောင်ကထည့်သွင်းရေးသားခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာရင်းချမ်းရေးနဲ့တည်ငြိမ်ရေးရဖို့အမျိုးသားပြန်လည်တင်းမြတ်ဖို့လူမှုဘဝကိုတိုးတက်ဖို့ တရုတ်ကကူညီပေးခဲ့တယ်ဆိုပြီးစစ်ကောင်စီခေါင်းဆောင်ကကျေးဇူးတင်စကားဆိုထားပါတယ်။မကြာခင်ကရုရှားနိုင်ငံခီးစင်တွင်တွင်ခြေချင်းပြင်းနဲ့တွေ့ဆုံမှုမှာနိုင်ငံတကာနဲ့ဒေသအတွင်းရေးမှာပူးပေါင်းဆောင်ရွက်ဖို့နေဆက်ဒေသတည်ငြိမ်ရေးနဲ့စွန့်ရင်ကဏ္ဍတွေမှာပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဖို့သဘောတူညီခဲ့ကြတယ်လို့လည်းစစ်ကောင်းဆောင်ကဆိုပါတယ်။ဒါအပြင်တရုတ်ရဲ့ပိုးလမ်းမသစ်စီမံကိန်းအောက်ကတရုတ်မြန်မာစီးပွားရေးစင်စံအကောင့်တွေဖော်နေတာကလည်းအားရကျဉ်းတယ်လို့စစ်ကောင်းဆောင်ရဲ့တုံ့ပြန်လာမှာပါရှိပါတယ်။တရုတ်သမ္မတကပြန်လည်ပေးပို့တဲ့တုံ့ပြန်လာမှာ တရုတ်မြန်မာဆက်ဆံရေးကတရုတ်နိုင်ငံအတွက်အရေးကြီးပြီးပိုလန်မှာစီမံကိန်းကိုမြန်မာနဲ့အတူအရှိန်အဟုန်မြင့်တင်သွားမယ်လို့ဖော်ပြပါတယ်။မြေကောက်ခွန်ရတားဆိုးရကိုဖြုတ်ချအာဏာသိမ်းပြီးနောက်လူခွန်ရေးချိုးဖောက်မှုတွေကြောင့်နိုင်ငံတကာတိုင်ဝမ်ကနေဖယ်တင်တာကိုခံနေရတဲ့စစ်ကောင်စီဟာတရုတ်ရုရှားတို့စီကထောက်ခံမှုရအောင်ဂျိုးပန်းခဲ့ပါတယ်။အဲ့ဒီနိုင်ငံနဲ့အိမ်မီချင်းနိုင်ငံကြီးဖြစ်တဲ့တရုတ်ကတော့မြန်မာစစ်ကောင်စီကောင်းဆောင်နဲ့ထိတွေ့ဆက်ဆံမှုရှိပြီးမြန်မာအရင်နဲ့ပတ်သက်တဲ့တရုတ်ကထားရှိတဲ့စီတုံးစီကိုလည်းလူသိရှင်ကြားထုတ်ဖော်ပြောကြားထားပါတယ်။မြန်မာနိုင်ငံမှာပြည်တွင်းစစ်မဖြစ်ဘူး မြန်မာကိုအာဆီယံကနေဖယ်တင်တာမလို့ဘူးမြန်မာအရေးမှာပြပအင်အားစုတွေဝင်ရောက်ဆွတ်ဖက်တာကိုခွင့်မပြုဘူးဆိုတော့စီတုံးစီကိုပြေးခဲ့တဲ့နှစ်အောက်ကလအတွင်တရုတ်နိုင်ငံဂျိုင်းဝန်ကြီးကနေပြည်တော်ကအပြန်ထိုင်းနိုင်ငံချင်းမိုင်မြို့မှာအတိပေးပြောဆိုခဲ့တာပါ ရုတ်ဟာစစ်ကောင်စီနဲ့တိုက်ပွဲဖြစ်နေတဲ့မြန်မာနိုင်ငံမြောက်ပိုင်းကတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့တွေကိုအပြစ်ရက်ဖို့ဖိအားပေးတာတွေရှိတယ်လို့မြောက်ပိုင်းညီနောင်၃ဖွဲ့ရဲ့စစ်ကောင်စီကြားအပြစ်ရက်အောင်တရုတ်နိုင်ငံမှာခေါ်ယူတွေ့ဆုံပေးတာတွေပြုလုပ်ခဲ့ပါတယ်။တရုတ်ရဲ့စီစဉ်ပေးမှုအရကိုကန်တက် MNDA နဲ့စစ်ကောင်စီကြားအခုနှစ်စန်းပိုင်းမှာအပြစ်ရက်သဘောတူညီချက်ရခဲ့ပါတယ်။အပြစ်ရက်ပြီးလာပိုင်းကကြာမှာတော့ MNDA ဟာတော်လိုင်းတပ်ဖွဲ့ဝင်တွေအသက်သွေးချွေးရင်းမြစ်တက်ယူခဲ့ရတဲ့လာရှိုးကနေဆုတ်ခွာပေးလိုက်ရပါတယ်။ တောင်တက် DNA နဲ့စစ်ကောင်စီတို့ကြားအပြစ်ရဖို့ဆွေးနွေးမှုကတော့သဘောတူညီချက်မရလို့ဆွေးနွေးပွဲမအောင်မြင်ခဲ့ပါဘူး။